အရှိအလယ်ပိုင်းခရီးစဉ်အတွင်းအမေရိကန်သမ္မတထရမ့်ကဆော်ဒီအာရေဗျာကိုဒေါ်လာ142ဘီလီယံဖိုးစစ်လက်နက်တွေရောင်းချဖို့သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ထရမ့်ရဲ့ခရီးစဉ်ကဒေသရင်းချမ်းသာကြွယ်ဝတဲ့နိုင်ငံတွေနဲ့အမေရိကန်ကြားကယင်းနှိမ့်ညံ့မှုမြင့်တဲ့ရေးသဘောတူညီမှုတွေရယူဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။ဆော်ဒီရဲ့မြို့တော်ရီယက်မှာထရမ့်ကဆော်ဒီအရှိမင်းသားမိုဟာမက်ဘင်ဆယ်မန်နဲ့လက်နက်ရောင်းဝယ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါတက်မကပဲစုစုပေါင်းဒေါ်လာ1 trillion လောက်ထိများပြားနိုင်တဲ့နှစ်နိုင်ငံရင်းနှီးမြှုပ်နှံရေးဆိုင်ရာသဘောတူညီမှုတွေလည်းရရှိခဲ့တယ်လို့ဆိုပါတယ်။ American အတွက်တော့ Saudi ဟာအကောင်းဆုံးမိတ်ဆွေနိုင်ငံတစ်ခုလို့ Trump ကညွှန်းဆိုခဲ့တာပါ။သူက ပထမအကြိမ်သမရတက်တန်းတုန်းကလည်းပထမဆုံးပြပခရီးစဉ်အဖြစ် Saudi ကိုသွားရောက်ခဲ့ဘူးပါတယ်။လက်ရှိခရီးစဉ်မှာတော့ Saudi ကနေတဆင် Qatar နဲ့ Arab စပွားမြတ်ပြည်တော်စု UAE နိုင်ငံတွေကိုခရီးဆက်ဖို့ Trump ကစီစဉ်ထားတာပါ။ ဆော်ဒီဂိုမေလ73ရက်နေ့မှာ Trump ဆက်ရောက်ခဲ့ခြင်းကဆော်ဒီအရှေ့မင်းသားကိုတိုင်လေရင်ကွင်းမှာစောင့်ကြိုးပြီးဂုံပြူတက်ဖွဲ့နဲ့ကြိုဆိုခဲ့တာဖြစ်ပါတယ်။နှစ်နိုင်ငံကြားဆွေးနွေးကြတဲ့အခါ Trump က American Saudi ဆက်ဆံရေးဟာဘယ်တော့ကနေမှမတူအောင်အားကောင်းလာတယ်လို့ချီးကျူးသွားပါတယ်။ Trump ဟာသူ့ရဲ့ရွေးကောက်ပွဲကြိုမဟာဗျူဟာဂရိတစ်ခုဖြစ်တဲ့ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ American ကိုအလုံးအရင်စီးဝင်လာရေးကိုလက်တွေ့အကောင့်ထဲဖော်ဖို့စူးစမ်းနေပါတယ်။ပြီးတော့ Trump က Riyadh မြို့မှာရှိနေတဲ့အတော်တွင် ဆီးရီးယားနိုင်ငံပေါ်အမေရိကန်ရဲ့အရေးယူပိတ်ဆို့ထားမှုတွေရုတ်သိမ်းတော့မယ်ဆိုတာကိုလည်းကြေညာသွားပါတယ်။ဆီးရီးယားမှာအာနာရှင်ဘာရှာအယ်အာဆက်အစိုးရပြုတ်ကျပြီးဒေါ်လိုင်းရဲ့အစိုးရတွေကတာဝန်ယူအုပ်ချုပ်နေပါတယ်။ဒါကြောင့်အခုချိန်မှာတော့ဆီးရီးယားဟာထူကယ်ခံနာမှုတွေစီပြန်ဦးတည်ဖို့အခွင့်အရေးရတင်ပြီလို့ထရမ့်ကဆိုတာပါ။ထရမ့်ကဆော်ဒီမှာရှိနေတဲ့အတော်တွင်လက်ရှိဆီးရီးယားသမ္မတအာမတ်အယ်ရှာရာကိုလည်းမေလ14ရက်နေ့မှာလူချင်းတွေးဖြစ်ပွဲရှိနေပါတယ်။ ထရမ့်ရဲ့အရှိလေပိုင်းခီးစဉ်မှာ သူ့ရဲ့နိုင်ငံရေးမဟာမိတ်ဘီလီယံနာတထေးကြီးအီလွန်မတ်စ် OpenAI ရဲ့အမှုဆောင်ချုပ်နဲ့ Nvidia ရဲ့အမှုဆောင်ချုပ်တို့လိုအမေရိကန်စီးပွားရေးလုပ်ငန်းရှင်ကြီးတွေလည်းလိုက်ပါသွားပါတယ်။အဲ့ဒီနှိပညာလုပ်ငန်းရှင်တွေဟာဆော်ဒီကနိုင်ငံရဲ့ AI နှိပညာကိုထိထိရောက်ရောက်မြှင့်တင်နိုင်ဖို့ဆန္ဒပြင်းပြမှုတွေအတွက်ဆွေးနွေးခဲ့ကြပါတယ်။ဒါ့အပြင် Nvidia ကဆော်ဒီကုမ္ပဏီ Humane ကို AI chip ပေါင်း18000ကျော်ရောင်းချဖို့သဘောတူညီမှုရခဲ့တယ်လို့သိရတာပါ။ ထရမ်ကသူ့ရဲ့အလိုလားဆုံးစန္ဒာတစ်ခုကဆော်ဒီကိုအိဗရာဟမ်သဘောတူညီမှုထဲမှာပါဝင်လာစေချင်တာဖြစ်တယ်လို့ပြောပါတယ်။အဲ့ဒါကတော့သူ့ရဲ့ပထမအကြိမ်သမရတက်တန်းနှုန်းကအစ္စရေးနဲ့အာရဗ်နိုင်ငံတချို့ကြားတန်တမန်ဆက်ဆံရေးပြည်လဲထူထောင်နိုင်အောင်ညှိနှိုင်းသဘောတူပေးနိုင်ခဲ့တာကိုကြီးညွှန်းတာပါ။ဒါပေမဲ့ဘင်ဆယ်မန်ကတော့ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့အစ္စရေးနဲ့ပါလက်စတိုင်းစစ်ပွဲမရက်မချင်းဒီကိစ္စကဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ရှင်းရှင်းလင်းလင်းအသိပေးခဲ့ပါတယ်။ဆော်ဒီမှာတော့ထရမ်က ဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ကိစ္စတွေကိုအတူကျုပ်လောက်ပဲပြောခဲ့ပါတယ်။ဆော်ဒီကနေထရမ့်ခရီးဆက်မဲ့ကာတာနဲ့ UAE တို့ဟာလာမယ့်ဆယ်စုနှစ်အတွင်းအမေရိကန်မှာစုစုပေါင်းဒေါ်လာ1.3ထရီလီယံယင်းနှိမ့်မြုံနှံမှုတွေလှုပ်ဆောင်သွားမယ်လို့ကတိပေးထားတဲ့နိုင်ငံတွေလည်းဖြစ်ပါရဲ့ရှင်။